ဘရိတ်ကွန်ပေါ့ဗျာနော်ဒီမှာဘရိတ်ကွန်တပင်းနှစ်ပင်းသုံးပင်းကျော်ဒီမှာလည်းဘရိတ်ကွန်ပေါ့နော်ဒီနေ့ကတော့တူးတွေကတော့ဟင်းကောင်းကောင်းလေးမိသွားတယ်ပေါ့နော်ရှင်းရှင်းလေးမိသွားတပင်းနှစ်ပင်းသုံးပင်းကျော်တော့ဘရိတ်ကွန်တပင်းနှစ်ပင်းသုံးပင်းကျော်တော့ဒီမှာဘရိတ်လေး လေမထိုးတာကြာပြီအင်းဟုတ်တယ်တုံးလုံးလားမထိုးရကြတော့အကုန်တက်တာတာပဲနောက်တစ်ခါရတယ်နော်ဒီ break လေးဆိုတော့တပင်နှစ်ပင်သုံးပင်ကျော်တော့ဒီမှာ break ကိုပေါ့ရနော်ဒါသုံးမင်းကြော်လိုက်ပါတော့ဒါစီနီယာအမှန်ဖြစ်သွားပြီစီနီယာအမှန်ဖြစ်သွားပြီဆိုတော့ကျွန်တော်စလိုက်ရအောင်ဒီကနေ့စမယ် မာလဲဆိုတော့ဒီမှာဒီမှာထွက်ခဲ့တာကတဲ့နော်ဗရိတ်ခွန်ပေါ့နော်ဒီဗရိတ်ခွန်ကဒီဗရိတ်ခွန်ကသူ့ရဲ့ဒီဘက်တောင်းဖြစ်မှာနော်ဒီဗရိတ်ခွန်ကသူ့ရဲ့ဒီဘက်တောင်းဖြစ်မှာအဲ့ဒါကျွန်တော်ဒီမှာတုံးထည့်စီလေးနဲ့တုံးထည့်စီလေးနဲ့သူဘာလို့ထည့်ပါလဲကျွန်တော်30လို့ထည့်ပါတယ်နော်30လို့ထည့်ပါတယ်30လို့ထည့်ပါဒါဆိုရင် ်အဲ့ဒါသုံးပင်ကြော်မယ်အဲ့ဒါတပင်နှစ်ပင်သုံးပင်ကြော်ဒီမှာဘရိတ်ခွန်နဲ့နော်ဒီမှာရှိတဲ့ဘရိတ်ခွန်လေးရသူ့ရဲ့ဒီတောင်းဖြစ်မှာလဲဒီမှာရှိတာပါလဲဆိုတော့သုံးထစ်စီလေးပြီးရဲ့အချိန်ဒီတစ်ထစ်စီကိုတော့တွေ့တယ်ပေါ့ဗျာနော်တစ်ထစ်စီနဲ့ဒီပြန်ဟန်လေးကန်ရဆိုတော့တစ်ဆယ်လို့ထည့်တယ်တစ်ဆယ်လို့ပဲထည့်တယ်ဒါဆိုတတိယတစ်ခက်တတိယတစ်ခက်ကနော်တတိယတစ်ခက်ကဒီမှာ ဒီနေ့ပြင်သုံးမိကြတာဒီမှာပရိလေးပေါ့ဗျာနော်ဒီပရိလေးကသူ့ရဲ့ဒီတောင်းဖြစ်မှာရှိတယ်ဒီမှာ6ထည့်စီလေးနဲ့ဒီ6ထည့်စီလေးနဲ့ကိုလည်းသူပါထည့်လေ30ပဲထည့်တယ်နော်30တွေပဲထည့်တယ်ကျန်တဲ့ကဏ္ဍမထည့်ဒီ30တွေပဲထည့်တယ်အဲဒါကြောင့်ကိုရောက်ကက်သွားလိုက်အောင်ပြီးရတဲ့ပွဲအလုံးလောက်သွားလို့ဒါပြရအောင်ဗျာနော်ဒီမှာပရိကိုဒီပရိကိုကလည်းနော်ပြီးခဲ့တဲ့ကျန်ဒီကျွန်တော်တို့ပြတ်ထည့်စီလေးထည့်စီလေးနဲ့ တစ်ထည့်ချင်းနေရော30လို့ထည့်နေပါဗျာနော်အဲဒါ30လေးတယ်30လေးပဲပေါ့ဗျာနော်ဒီရော30လေးထည့်တယ်အမှန်ကတော့သူကသူ့ရဲ့အပေါ်မှာလည်းရိုက်သေးတယ်ပေါ့ဗျာနော်ဒီ30ကိုကျွန်တော်၄ခဲ့ပဲပြန်มาဆိုတော့ဒီမှာဒီပရိခွန်နဲ့3ထည့်နဲ့30ပေါ့ဗျာနော်သူ့အပေါ်3ပင်1ပင်2ပင်3ပင်ကြော်လိုက်3ပင်ကြော်လိုက်ပြီဆိုရင်ဒီမှာရှိနေတာကလည်းဒီမှာရှိနေတာကဒီမှာပရိ9ပေါ့ဗျာနော်ဒီပရိ9ကလည်းသူ့ရဲ့ဒီတောင်းဖြတ်မှာရှိတယ်ဒီ9ထည့်စီနဲ့ကို30လို့သူစော့ခဲ့စီရယ်နော်9ကတ်စော့ခဲ့တာဖြစ်တယ် အဲ့ဒီတစ်ဆယ်လို့ကျွန်တော်ကဒါကိုကျွန်တော်ရဲ့ဒီ frame အဖြစ်ယူဆလိုက်ပြီပေါ့နော်အဲ့လိုမျိုးတစ်ဆယ်လို့ရိုက်လိုက်ပြီဆိုရင်နဲ့နော်ဟိုမှာဘယ်လိုဖြစ်နေလဲဝေးနေတယ်လို့လို့ဝေးလိုက်ကြည့်နေရတယ်လို့ပဲနည်းနည်းပြင်လိုက်ဦးမယ်အဲဒီလိုလေးတောင်းလိုက်အောင်မယ်နော်အဲ့လိုမျိုးလေးပေါ့ဗျာနော်ဒီအပေါ်မှာသူ့ရဲ့နမူနာတစ်ခွက်ရှိသေးတယ်ပေါ့နော်ဒီ frame 9နဲ့ဒီတောင်းဖြက်က9ထိနေတယ်ဒီ10လို့ထည့်တာအဲ့လို10လို့ထည့်ပြီဆိုရင်နဲ့ဒီမှာ6ထိတ်ကဲ9ထိတ်ကဲ6ထိတ်ကဲဒီတက်စီသုံးလုံးဘွေးပုံနဲ့သူ10ပြန်ထည့်သွားတယ်နော်ဒါကသူက ထတဲခဲ့တဲ့ဖရင်ပေါ့နော်ကျွန်တော်တို့အောက်လေးကောက်ဆုံးမှဖြစ်တယ်ရောအောက်လေးကောက်ဆုံးမှဆိုတော့ဒီတကက်ကိုတော့ထည့်မဆိုတော့ဘူးကြနော်ဒီတကက်ဒီလိုမျိုးဖြစ်တည်ခဲ့တဲ့တမိုင်းကိုပြောပြတာဒီပဋိဒိနဲ့ဒီတောင်းဖြက်က9ထင်းနဲ့10ကိုဒီတစီ3လုံး10လို့သူပြန်ထည့်တယ်ပေါ့ကြနော်အဲ့လိုချက်အဲ့တော့ကျွန်တော်တို့ရဲ့ဇလန်းကိုဆောင်ကျွန်တော်တို့၄ကလိုင်းဆောင်ပါဒီပရိတ်ခွန်နဲ့ဒီတောင်းဖြက်က၃ထည့်စီနဲ့ဒီ၁၀လို့သူဆိုတယ်ဆိုပြီးဆိုရင်းနဲ့နော်ပုံမပြတ်ထားတဲ့ဥပမာတိုင်းပဲဒီ၂ထိတ်ကဲ၅ထိတ်ကဲ၃ထိတ်ကဲဒီအဲ့ဆိုလေ၁၀လို့ပဲသူပြန်ဆိုတယ်နော်၁၀လို့ပဲပြန်ဆိုတာဖြစ်တယ် ါဆိုရင်သူ့ကိုတပင်းနှပင်းသုံးပင်နားလိုက်ဒီမှာဗရိခွန်ဒီဗရိခွန်နဲ့ဒီသုံးထိပ်နဲ့30အဲ့လို30ကိုလည်းသူကဘယ်လို30ပြန်ထိပ်လဲသူတို့ဒီမှာ4ထိပ်ခဲ့8ထိပ်ခဲ့8ထိပ်ခဲ့ထိပ်စီးသုံးလုံးပြီးပုံနဲ့ဟို30ပဲသူပြန်ထိပ်တာဖြစ်တယ်30ပဲပြန်ထိပ်တာဖြစ်တယ်အဲ့တော့ဟုတ်တယ်နော်နောက်လည်းတကယ်သွားလိုက်အောင်သုံးပင်ကြော်လိုက်တဲ့အတွက်ဒီမှာဗရိ4ဒီဗရိ4နဲ့ဒီတောင်းဖြတ်က6ထိပ်နဲ့ဒီ30ထိပ်ထားတယ်အဲ့30ကိုလေဒီပရိလေးရဲ့အပေါ်ကထိစီရယ်ဂျားလေးရဲ့ထိစီရယ်သူဆောင်ကထိစီရယ် ထက်စီသုံးလုံးဘူးပုံစံကိုသူ30ပဲသူပြန်ထည့်ထားတာဖြစ်တယ်ပေါ့ဗျာနော်ဒါဆိုကျွန်တော်ရောက်ခဲ့မှာအလုပ်လုပ်တာတော့မလားကြည့်အောင်ရောရောလက်လက်ကိုသူကဒီ brake ကိုနဲ့ဒီတောင်းဖြဲရတစ်ထင်းနဲ့ကို30ရိုက်ထားပြီရိုက်တာကြီးဖြစ်တယ်ကျွန်တော်ဒီထက်စီသုံးလုံးကို30ထည့်ရတော့မယ်နော်30ထည့်ရတော့မယ်စက်ထည့်ရအောင်မယ်ဆိုတော့တော့ဗာထည့်တယ်မလဲ၃ညထည့်နဲ့၈ထည့်နဲ့ရှိရတဲ့အတွက်နှစ်ထည့်နော်နှစ်ထည့်လေးထည့်လိုက်ပြီဖြစ်တယ်နော်ဒါရှင်းပါတယ်ဗျာနော်ရှင်းပါဒီစလုံးလေးဘယ်လိုသေးနေလဲမသိပါဘူး ဒီပရိတ်နဲ့တက်ဆီနဲ့30လို့ထည့်လိုက်ပြီးတော့နည်းဒီဓာတ်ရည်ကနေဒီတက်ဆီ3လုံးကို30လို့ပြန်ထည့်တယ်ပေါ့နော်တကယ်အဲ့ဒါဒီပရိတ်နဲ့ဒီတက်ဆီနဲ့30လို့ထည့်လိုက်တယ်ဓာတ်ရည်ကနေဒီတက်ဆီ3လုံးကို30လို့ပြန်ထည့်တယ်ပေါ့ရနော်နောက်တကဒီပရိတ်နဲ့ဒီတက်ဆီနဲ့30လို့ထည့်လိုက်တယ်ဓာတ်ရည်ကနေဒီတက်ဆီ3လုံးကို30လို့ပြန်ထည့်တယ်30လို့ပြန်ထည့်လိုက်ပြီးတော့အခုရောက်ကက်ကဒီပရိတ်9နဲ့ဒီတက်ထိတ်နဲ့ကို30ထည့်ထားပြီထည့်ထားပြီးတော့ကျွန်တော်ကဒီတက်ဆီ3လုံးကို30ထည့်ရမယ်နော်တက်ဆီ3လုံး30ထည့်ဖို့ကို1ထည့် ီကောင်ကဥပမာအပေါ်မှာဒီလိုင်းတော့ပြခဲ့သေးတာပေါ့ဗျာနော်ဥပမာဒီနောက်ကလည်းဒီကနေစဆိုတာဖြစ်တယ်ကျွန်တော်က၄ကက်ပဲရိုက်မှဖြစ်တယ်တက်ဒီတကက်ကတော့ထင်မပြတော့ဘူးနော်ဒီပရင်ငါးနဲ့ငါးထင်းနဲ့30ရိုက်ထားသေးတာအောင်ထဲစီဆုံး30ရိုက်ထားသေးနော်ဒီကနေစခဲ့တာပေါ့ဗျာဆက်လန့်အဲ့တော့အဲ့လို30လေးထည့်လိုက်မယ်ဆိုတော့ကျွန်တော်မြင်တယ်ဗျာနော်ပြရင်တော့မြင်တယ်အဲ့တော့ဟဲ့ဘယ်လိုရိုက်လဲဆိုတော့ဒီဒီထည့်စီ၃လုံးကို30လို့ရိုက်လိုက်ပြီဆိုရင်နော်ဒီ၉ခါ ့ဒီ6ခါဒီ6ခါနေတဲ့နော်ဒီနောက်ထောင်နှလုံးတင်းနေတစ်ဆယ်လို့ပဲသူပြန်ရိုက်တယ်တစ်ဆယ်လို့ပဲပြန်ရိုက်တယ်နော်6 6ဒီတစ်ဆယ်လို့ပဲပြန်ရိုက်တယ်ဒုတိယဒီကလိုင်းရစပါပြီနော်နင်းတော့သေးနေအကြီးလိုက်အေးအဲ့လောက်လောက်အဲ့တော့နော်ဒုတိယဒီကနေဒါလိုင်းရ3မိကြုံမှန်ပါနော်ဒီတစ်ဆီ3လုံးတစ်ဆယ်လိုက်ပြီဆိုရင်ဒီမှာရှိနေတာက၄ခါအဲ့ဒီ၄ခါနဲ့ဒီကြောင်ကဘေးနားကနောက်ထောင်နှလုံး6နဲ့ ်လေးလေးနှစ်ဆိုတဲ့ကောင်ကလည်းသူ30လို့ပဲသူပြန်ထည့်သေးပေါ့ဗျာနော်30ကို30တည်းကြီးပဲတစုံလိုက်လိုက်ထည့်တာဖြစ်တယ်ဒါဆိုတတိယတကယ်ရောဒီ taxi 3လုံးက30 30ဆိုရင်သူ့အပေါ်ကဒီမှာ6ခါဒီ6ခါနဲ့ဒီနောက်ထပ်နောက်ထပ်4နဲ့ကလည်း30ပဲပြန်ထည့်တယ်ဗျာနော်30ပဲပြန်ထည့်တာဖြစ်တယ်ကွတီကိုတတရရထည့်လာတာဖြစ်တယ်ဒါတော့ကျွန်တော်ရောက်ခဲ့အထိသွားလိုက်ရအောင်ဒီ taxi 3လုံး30ထည့်တာပြီထည့်ထည့်တာပြီဆိုဒီမှာရှိနေတာက၄ခါ၄ခါနဲ့ဒီနောက်ထပ်နှလုံး6နဲ့မှကျွန်တော်30ထည့်ရမှာဖြစ်တယ် နောက်တော့နှလုံးချုံနေမှာပေါ့နော်30ထည့်ရမှာဖြစ်တဲ့အတွက်4ရက်5ရက်ရှိတော့ကျွန်တော်ဗာကားဗာနောက်ပဲထည့်မယ်ဆိုတော့တင်းနောက်ပဲကလေးထည့်လိုက်မယ်တင်းနောက်ပဲကလေးအဲ့တော့30တီးတန်းနဲ့2ထည့်နဲ့တစ်အပိရပါ ਈ အမှကျွန်တော်ဒီလိုမျိုးလေးရက်လိုက်ပေါ့ဗျာနော်တဘောလေးရက်လိုက်မယ်ဆိုတော့ဒါဒီတစ်ပတ်တော့အခုကဒါပထမဆုံး live ဆိုတော့ပေါ့နော်တစ်ချက်တည်းအပြီးပဲရက်ပြရအောင်မယ်ညနေဟိုင်မပြတော့ဒီနော်ဒီ taxi 3လုံး30ကိုဒီ3လုံးဒီ30လို့ပြန်ထည့်လိုက်ပြီဆိုတော့ねဒီ6ထိတ်ကဒီ4နောက်ပိတ်ကအားခါရယ် တစ်ဆယ်ပါပါ9လို့ထည့်ပေးပြီတပေါက်လေးရိုက်ပါလေเนาะ39နဲ့တပေါက်လေးရိုက်ပါပြီအများကြီးရှိရှိထိထိမရှာနဲ့ကြာเนาะဒီခါလေးရှင်းအောင်ရိုက်ထားတာဒီပရိခုံနဲ့3ထိနဲ့တစ်ဆယ်ရိုက်လိုက်ပြီဆိုတာနဲ့ဒီထက်စီ3လုံးကိုတစ်ဆယ်ရိုက်လိုက်တယ်လို့ပဲဒီ3လုံးကိုလည်းတစ်ဆယ်ရိုက်လိုက်တယ်အဲ့လိုရိုက်လိုက်ပြီဆိုရင်ဒီ3ထိကဒီခုံနောက်ဘက်ကငါခါရည်ဒီ10ပါပါ9လို့ပဲပြင်ထည့်လိုက်အဲ့လိုမျိုးရိုက်ပါလေဗျာเนาะတတိယတကန်နေနဲ့ကျွန်တော်ဒီပရိလေးနဲ့6ထိနဲ့တစ်ဆယ်လိုက်ပြီ အဲ့လို30လောက်ပြီဆိုရင်ဒီထက်စီ3လုံးကိုလည်း30တာပဲအဲ့လို30တလို6ခါနဲ့ဒီနောက်ဘက်နောက်ထပ်နှလုံး4နဲ့30တာပဲအဲ့လို30လောက်ပြီဆိုရင်ဒီ6ထိတ်ကဲနှစ်နောက်ပိတ်ကဲခွန်ခါရယ်3လုံးဒီ30ပါပါ9လို့ထည့်ပေးပြီတပုံလေးဖြစ်သွားတယ်ဘာမှကျန်နေ line တစ် line မှမပါဘူးနော်30နဲ့9နဲ့ပြီးသွားပြီဒါဆိုရင်ရောက်ကဲဒီမှာဗရိတ်6နဲ့တစ်ထင်းချက်ကြီး30လို့သူရိုက်ထားပြီရိုက်ထားပြီဖြစ်တဲ့အတွက်ဟိုကလောလောလတ်ရိုက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီထက်စီ3လုံးကိုကျွန်တော်30လို့ထည့်လိုက်မယ်နှစ်ထည့်ဒီ4ခါနဲ့နောက်ထပ်နှလုံး6နဲ့ဒီ30လို့ထည့်လိုက်မယ်တစ်ပိတ်အဲ့တော့ ခုနအပေါ်က3ခက်ကဒီပုံစံတိုင်းပဲဒီက2ထိတ်ခဲ့3နောက်ပိတ်ခဲ့ဒီမှာပါခထည့်မယ်900အောင်လို့ကျွန်တော်တို့က300ခါလေးထည့်ရမယ်300ခါလေးထည့်မှာ2 3တုံညာဒီ9ဆိုပြီးတော့10ပါပါ9လို့ရပြီပြီးတော့ဒီပေါ်လေးဖြုတ်လိုက်ပြာနော်ဒီပေါ်လေးဖြုတ်လိုက်တာကရိုးရိုးရှင်းရှင်းလေးပဲပြလိုက်တော့မယ်ပြာနော်ကျန်တဲ့ line တွေမပြတော့ကျန် line တွေမပြတော့ဆိုဒါဆိုရှင်းပါလေပေါ့နော်သူကသူလုံးဝရှင်းတယ် question ဒီပရိတ်နဲ့ထိတ်စီနဲ့10ရက်လိုက်ပြီအဲ့ဟာအဲ့ဖရိတ်ကိုပဲဖြီးလိုက်ပြီဒီထိတ်စီ3လုံးဒီ10ပဲနော် ်6ခါနဲ့နောက်တော့နှလုံးနဲ့ဒီ30မယ်30ပြီးတော့မှ6ထိတ်ကဲ4နောက်ပိတ်ကဲ5ခါရဲ့ဒီ5လို့3ည3ည5ဆိုတဲ့ရိုက်ချက်နဲ့ပဲ3က2ကိုတက်တပုံပဲဖြုတ်လိုက်တယ်ဒုတိယတစ်ခက်ဘရိတ်ခွန်နဲ့3ထိတ်နဲ့ဒီ30အဲ့လို30လိုက်ပြီဆိုရင်ဒီ4 8 8ဆိုတာထိတ်စီး3လုံး30ရိုက်တယ်ရိုက်ရတယ်လို့ပဲ4ခါနဲ့နောက်ထပ်နှလုံး6နဲ့30ရိုက်တယ်အဲ့လိုရိုက်ပြီဆိုရင်3ထိတ်ကဲ9နောက်ပိတ်ရဲ့9ခါရဲ့ဒီ9လို့ရိုက်တယ်30ပါပါ9လို့ရိုက်ပြီတပုံနဲ့တဲဖြုတ်တယ်ဗျာနော်ရိုးရိုးရှင်းရှင်းပဲဘာမှတစားပါလိုက်မထည့်တော့ဗျာနော်အဲ့လိုပဲချရတော့မယ် တတိယတကက်ကဗရိတ်၄နဲ့6ထိနေ30တယ်30လိုက်ပြီဆိုရင်ဒီတက်စီ3လုံး30ရိုက်လိုက်ပြီရိုက်လိုက်တယ်လို့ပဲဒီ6ခါနဲ့နောက်ထပ်နှလုံး၄နဲ့ဒီ30ရိုက်လိုက်တယ်အဲ့လိုရိုက်လိုက်ပြီးတော့30ပါဝါကို6ထိပ်ကဲ2နောက်ပိတ်ကဲခွန်ခါရည်ဒီ9လို့ထည့်လိုက်တယ်30ပါဝါ9လို့ထည့်6ခွန်ရှစ်တဘောလေးတဲပဲဖြုတ်တယ်ဗျာနော်3ကတိတိအဲ့လိုဖြုတ်သွားပြီဖြုတ်ပြီး၄ကမြောက်ကိုသူကဆင်ထားပြီပရိတ်6နဲ့တဆင်းရဲ့30ရိုက်ထားပြီရိုက်ထားပြီဆိုကျွန်တော်ကအပေါ်က3ကတိုင်ပဲတဘုံနဲ့နဲ့ပဲရိုက်လိုက်တော့မယ်ပေါ့ဗျာနော်ဒီထက်စီ3လုံးကို30ထည့်ထည့်လိုက်မယ်2ထိပ်နော်နောက်တစ်ခါဒီ၄ခါနဲ့ နောက်ထပ်နောက်နှုတ်ချောင်းတဲ့ကို10လို့ထည့်လိုက်မယ်1နောက်ပိတ်အဲ့လိုပြီးတော့မှ10ဘာဝ5ကိုဒီမှာ2ထိတ်ကဲ3နောက်ပိတ်ကဲ3ညခါနဲ့ပြစ်ထည့်လိုက်တော့မှာ5ဆိုတော့10ဘာဝ5ဆိုပြီးတော့ဘာမှကျန်နေဟာမပါဘဲနဲ့2 3ညတက်တက်တပေါက်သေးပေါ့ဗျာနော်ကြိုင်ထိုးပေါ့ဗျာနော်ဒီ3ပိတ်ကဘာဖြစ်လဲဆိုဒီတပင်ကျော်လိုင်းကနေကျွန်တော်သွားလိုက်အောင်3ပိတ်က3ပိတ်ရှိတယ်ပေါ့ဗျာနော်3ပိတ်ကဘယ်လိုလဲဆိုဒီမှာအနီးကပြခဲ့မယ်အေး3ပိတ်ကဒီမှာရှိတယ်ပေါ့ဗျာနော်ဒီမှာ နှစ်နောက်ပိုင်းနဲ့ဗရိတ်လေးနဲ့6ပြာနော်တပင်ကျော်နှစ်နောက်ပိုင်းနဲ့ဗရိတ်လေး6ပြာနော်တပင်ကျော်တင်းနောက်ပိုင်းနဲ့ဗရိတ်က6ပြာနော်တပင်ကျော်3နောက်ပိုင်းနဲ့တပင်ဗရိတ်3နဲ့6ပေါ့နော်အဲ့ဒီတပင်ကျော် line ကိုတော်လိုက်အောင်ဒါ3ပင်ကျော် line ပေါ့ဗျာနော်3ပင်ကျော် line 1 3 1တပင်ကျော် line မှာဒါ3ပိတ်ရှိရပေါ့နော်အဲဒါလေးခဏတွားလိုက်အဲအဲ့လိုလေးတွားလိုက်ပေါ့ဗျာနော်အဲ့တော့ပြီးခဲ့တဲ့တပတ်ကျွန်တော်တို့ကယူဆပုံမှားရင်ပါလေဟွာကျွန်တော်ပြခဲ့တဲ့ဟာဖရိန်ကမှန်နေနော်ဖရိန်မှန်ပြီးကျွန်တော်တို့ယူဆပုံကမှားပါတယ်ကျွန်တော်တို့ကဒီမှာဒီကောင်းတော့ပြီးပြခဲ့တာပဲပေါ့နော် ဒီမှာဒီဒီနောက်ပေါင်း9နဲ့ဒီရှေ့ပေါင်း6နဲ့ဒီ3လို့ထည့်လိုက်တယ်ပေါ့နော်3 4ပြကျွန်တော်ထည့်ထားတယ်နော်ဒီနောက်ပေါင်း3နဲ့ရှေ့ပေါင်း10နဲ့3လို့ထည့်ထားတယ်နော်3လို့ထည့်ထားတယ်နောက်တစ်ခါဒါ definition line ပေါ့နော်ဒီမှာနောက်ပေါင်း8နောက်ပေါင်း8နဲ့ဒီမှာရှေ့ပေါင်း9နဲ့3လို့ထည့်ထားတယ်နော်ဒီမှာလည်းနောက်ပေါင်း8ဒီမှာနောက်ပေါင်း8ကိုကျွန်တော်တို့ဒီမှာရှေ့ပေါင်း9နဲ့3လို့သူထည့်ထားတယ်ထည့်ထားပြီကျွန်တော်က3ည5ရှေ့တွေယူထားတာပေါ့ဗျာနော်သူက delay တွေထွက်သွားတယ်ကင်မားတယ်ပေါ့ဗျာနော်နောက်ပြီးကကျွန်တော်ကဒီလိုယူထားတယ်ပေါ့နော်ဒီ3ထိတ်နဲ့နောက်ထပ်နှလုံး9နဲ့10 8ထိတ်နဲ့နောက်ထပ်နှလုံးနှင်းနဲ့30 6ထိတ်နဲ့နောက်ထပ်နှလုံး4နဲ့30 9ထိတ်နဲ့ဒီနောက်ထပ်နှလုံး1နဲ့30ဆိုကျွန်တော်3နောက်ပဲယူပြီးတော့3 5 3ကိုပြရတယ်ပေါ့နော်3 6 3ပြရတယ်အဲ3နောက်ပဲပြရတဲ့ site မှာပဲပြခဲ့သေးတာပဲနော်ဒီပရိ9နဲ့9နောက်ပဲနဲ့30အဲ့ရနေလဲအဲ့လိုမျိုးအောင်တတ်တယ်အဲ့လိုအထည့်လို့ရတယ်ပေါ့နော်ကိုကြက်တဲ့ဟာကိုကိုနောက်ပဲကို3လို့ပြောခဲ့တယ်ပေါ့နော်ပရိနဲ့နောက်ပဲနဲ့30ဒီပရိနဲ့ဒီနောက်ပဲနဲ့30နော်ရိုးရိုးလေးပဲဆော့သွားတာပြည်ဒီပရိနဲ့ဒီနောက်ပဲနဲ့30အဲ့ဒါကိုပေါ့နော်ဒီမှာ ပရိ9နဲ့9နောက်ပိုင်းနဲ့30ဟိုကကနန်းယူတော့မှားတယ်ပေါ့ဗျာနော်သူအလုံးထဲတာတော့မှန်တယ်9နောက်ပိုင်းလည်းပြခဲ့တယ်ရှေးပေါင်း9လည်းပြခဲ့တယ်ကျွန်တော်ကဒီ9830ယူတယ်သူကဒီပရိနဲ့နောက်ပိုင်းနဲ့30ထည့်ပါတယ်ပေါ့နော်အဲ့တော့ဒီ30ရိုက်ချင်နေတာကျွန်တော်ကနောက်တစ်ကက်မှာဒီမှာ share ဆုံးမယ်ပေါ့နော် share ဆုံးမယ်ဆိုရောရောရိုးရိုးဆော့တဲ့ line တစ် line ပြခဲ့အောင်မှာဒီ frame ကဒါပြီးခဲ့တဲ့ဟာကိုပြန်ပြပေးတာပေါ့ဗျာနော်ညာနှစ်ခုလုံးပြခဲ့တယ်ရှေးပေါင်း9လည်းပြခဲ့တယ်9နောက်ပိုင်းလည်းပြခဲ့တာပဲပေါ့နော်ပြခဲ့ပြီးတော့မကတ်မိတော့မပေါဘူးပေါ့ ဲ့တော့ဒီအဲထဲမှာအဲ့လိုမျိုးဖြစ်ပြီးသွားပြီဆိုရင်ပေါ့နော်အဲအဓိကတော့အဲ့လိုပဲပြောရမှာဒီရှေပေါင်းနဲ့ဒီနောက်ပိနဲ့ဒီအရှေရှေပေါင်းနဲ့အပေါ့နောက်ပေါင်းနဲ့ရှေပေါင်းနဲ့ဒီသုံးပေါ့ဗျာနော်ဒီပရိနဲ့နောက်ပိနဲ့ဒီ30ပေါ့နော်30ရိုက်ချင်းနဲ့အောင်ဝိုက်ပြီးသူ့ကိုဘာလွတ်လွတ်ရလဲဆိုတော့ဥပဒီအောက်မှာပေါ့နော်ဒါတွေကဒါရောက်ကတည်းဘုံညာ၅တော့ရရရှင်းရှင်းလေးပဲခြံပေးပြနော်။ဖိုင်ရှုပ်တွေမပြသေးဘူး။ဆိုတော့မပြသေးဘူးဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်။ ဒီ30ပေါ့နော်ဒါကနှစ်ခုပေါင်းကို3နဲ့30နဲ့3တန်30တန်နဲ့ပြီးသွားတာဖြစ်တယ်လေးကောက်ကိုအဲ့လိုပြီးသွားရှင်းရှင်းလေးပြီးသွားတာပေါ့နော်အဲ့လိုမျိုးလေးထည့်ပေးပြီးကျွန်တော်ဒီမှာကြည့်လိုက်အောင်ရှစ်300ကိုဒါထည့်လဲ31လို့ထည့်တယ်နော်32ကိုဘာထည့်လဲ1ရက်ထည့်တယ်ပေါ့ဗျာနော်ဒါဆိုရင်ဒီမှာ669ကိုသူ့ရဲ့ဒီ frame ကဒီ16ဒဇုံလိုက်ကိုကျွန်တော်အပေါ်မှာလောက်လျှောက်ကြီးရှိတယ်ပေါ့နော်ဒီ frame ကြီးကတင်းနဲ့ချောင်းနဲ့ပဲသူကအလှည့်ကြရိုက်လာတာဖြစ်တယ်အဲ့အတွက် တင်းနေတော့သူ့အပေါ်ဖရင်ကိုတော့ပြန်မပြတော့ဘူးဒီသုံးလုံးကိုလည်းသုံးနဲ့ရှင်းတယ်ကိုတက်လို့ပဲသူတလုံးနဲ့ထည့်တယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာတက်လို့ထည့်ရမယ်တက်လို့တလုံးနဲ့ထည့်ဖို့ဘာထည့်မလဲကျိုးငါးထည့်တယ်ရမယ်ဒါငါးထည့်ငါးထည့်တက်လို့ငါးထည့်ထည့်လိုက်ရောဗျာနော်အဲ့လိုတက်လို့တက်တည်ပဲရိုက်တယ်ပေါ့နော်ဒီမျိုး30အောင်ပြီးဝင်သူ့ရဲ့အောင်မှာဆက်ဆိုးတဲ့လမ်းကြောင်းကိုပြတ်ခဲ့ပြန်တယ်ပေါ့နော်ဒီဖရင်နဲ့တော့မဆိုင်ဘူးဒီဖရင်နဲ့ကဟိုဟာဟိုတက်တက်ရိုက်မယ်လမ်းကြောင်းကနောက်ပဲပြမယ်နော်နောက်တက်လိုက်ပြမယ်ဒီသုံးလုံးนี่တက်လို့ထည့်လိုက်တယ် ခုနပုံစံတိုင်းဝင်တာကျွန်တော်တို့၃ကက်၃မိညော်ဆိုင်မှာ၁၀ငါးနဲ့ရိုက်တယ်လို့ဒီမှာ၁၆နဲ့ရိုက်မယ်ဟုတ်ပြီနော်ဒီ၃လုံးကို၁လို့ထည့်လိုက်တာနဲ့ဒီနောက်ပိတ်နှလုံး၁နဲ့ငါးခါနဲ့ကို၆လို့ထည့်လိုက်တယ်နော်၁ပါပါ၆ထည့်လိုက်တယ်ဖြစ်တယ်ဇလုံးနဲ့ပဲထည့်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခါဒီ၃လုံးကို၁လို့ထည့်လိုက်တယ်၁လို့ထည့်လိုက်ပြီဆိုရင်ဒီနောက်ပိတ်နှလုံးက၉အဲ့ဒီ၉နဲ့ခွန်ခါနဲ့ကိုလည်းသူ၆လို့ပဲလိုက်ထည့်တယ်၁ပါပါ၆လို့ပဲထည့်တယ်ပေါ့ဗျာနော်အဲ့တော့တတိယတစ်ခက်နေနဲ့ဒီ၉လေးရှိက၁ပဲ၁ပဲဆိုတော့ဒီမှာ နောက်ပိတ်နှလုံးခွန်နဲ့ဘေးနားက6ခါနဲ့ဒီ6လိုပဲသူထည့်တယ်နော်6လိုပဲထည့်တာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ရောက်ခဲ့သည်2လေး5တက်လို့ထည့်လိုက်ပြီ။တက်ပါတော့ကျွန်တော်6ထည့်မယ်။3 9ဆိုတော့ဒီမှာပါထည့်မယ်။4ခါထည့်ရမယ်။4ခါထည့်ရင်တက်ပါတော့6လိုရိုက်သွားပြီနော်1 6နဲ့ဖြစ်နေပြီ။အဲ့မှာခုနကကျွန်တော်ပြောခဲ့တဲ့ပရိနဲ့ပွဲပြီးသွားတာပေါ့ဗျာနော်။ရိုးရိုးရှင်းရှင်းလေးပဲကောင်းပါလားနော်။အဲ့မှာဒီမှာရှိနေတာက2နောက်ပိတ်။အဲ့ဒီ2နောက်ပိတ်နဲ့သူ့ရဲ့ဆောင်းကဒီပထေလေးနဲ့6ဆိုပြီးတော့1 6 6ရိုက်ချင်တယ်။ တဖောက်လေးဖြစ်သွားပြီနော်ရှင်းရှင်းလေးပဲဖောက်ဖောက်ဖောက်ရှင်းရှင်းလေးပဲနော်ဒါယူယူမိတာမှန်တော့ပေါက်မှာဗျာနော်ကျွန်တော်ကကနန်းအလုံးကင်မိတာမတွင်းနဲ့မပေါက်ဘူးပြောဒါပဲရှိတာနော်ဒုတိယတကက်ဒီ၃လုံး၁လို့ထည့်လိုက်တာနဲဒီနောက်ဘက်နှလုံး၆နဲ့၉နဲ့ခွန်ခါနဲ့၆လိုက်တယ်တစ်ပတ်ဝါ၆လို့ထည့်လိုက်ပြီဆိုတာနဲဒီမှာရှိနေတဲ့နှစ်နောက်ဘက်ဒီနှစ်နောက်ဘက်နဲ့သူဆုံးကဒီပရိလေးနဲ့ကို၆တာပဲနော်တစ်ပတ်ဝါ၆ဆိုပြီးတော့တစ်၆၆ရချင်းနဲ့တဲတဖောက်လေးဖြုတ်တယ်ဘုခုရှိဘူးတတိယတကက်ထွက်လိုက်အောင်ကျွန်တော်ကဒီ၉လေးရှိကတက်ပဲ တက်ဆိုရင်ဒီမှာ၄3 9ဒီ6လို့တက်ပါဘာ6လို့ထည့်လိုက်ပြီဆိုတာနည်းဒီမှာရှိနေတဲ့တင်းနောက်ပိနေသူ့ရဲ့ဆောင်းကပရိ9နေကို6လို့ထည့်တယ်တက်ပါဘာ6လို့တုံးထည့်ပြီးတော့1 6 6ရိုက်ချင်တဲ့89 89ဒီတစ်ပုတ်လေးဖြုတ်တယ်ပေါ့ဗျာနော်ခုနက30 30အောင်မီရတဲ့အောက်ဒီမှာအပုံတန်သူကစော့တယ်ပေါ့ဗျာနော်အဲအဲ့လိုလေးစော့ထားဖြစ်တယ်အဲ့လိုလေးစော့ထားဖြစ်တယ်တဲ့နော်အဲ့တော့ကျွန်တော်ရောက်ကကျွန်တော်ထည့်လိုက်ရုံပဲနော်2 4 5ကိုတက်လို့ထည့်လိုက်ပြီ ticket power ကိုလည်းဒီနောက်ဘက်နှလုံးနှစ်နဲ့ဟို၄ခါနဲ့ဒီ6လို့ထည့်လိုက်တယ်။ ticket power 6လို့ထည့်လိုက်ပြီးဆိုမှတော့ဒီကရှိနေတဲ့၃နောက်ဘက်နဲ့ဟိုဒီမှာပထမ၃နဲ့ကို6လို့ထည့်ပြီးတော့ဒီ66ရိုက်ချင်တဲ့သူထည့်လိုက်မှာလား။ဘာကနန်းလဲ၃ပရိဖြစ်တဲ့အတွက်အားလေးတပေါက်ခဲ့ပါဗျာနော်။ဒါရိုးရိုးရှင်းရှင်းလေးပဲပြရတာဖြစ်တယ်။အတပင်းရိုက်ချင်တယ်ဗျာ။ဒီကိုနဲ့30ပရိမဟုတ်ဘူးပေါ့နော်။သူ့ရဲ့အောက်မှာဒီကောင်ကလည်းဒီလိုမျိုးလေးလာပြီးတော့စော့နေတယ်နော်စော့နေတာဖြစ်တယ်။စော့နေတာလေးကိုပြခဲ့တာဖြစ်တယ်။ပြလိုက်တာပေါ့ဗျာနော်။ဒါ၃ပရိဒီမှာဒီတော့ အားလေးလေးအဲ့မှာဒီ30လမ်းကြောင်းနဲ့ကိုကျွန်တော်ချက်သွားအောင်အားလုံးမြင်လာပါရောနော်ဒီမှာဖေးကမှာ line မကောင်းအောင်ကြည့်လို့ကျွန်တော်မပြလဲကြပါအခုကတော့ဒါပထမလာကြတာရိုးရိုးရှင်းရှင်းတုံးချုပ်တဲ့လမ်းကြောင်းလေးပါဗျာနော်ခုနက3955ရက်ချင်တယ်ပြီးသွားတယ်နော်တပေါက်တည်းနှစ်3ညတက်ဟိုက166ရက်ချင်တယ်နော်လေးလေးတပေါက်တည်းပါဗျာနော်ဘာမှဟိုသူကဟိုမပါသေးဘူးအတိပဲဒီစားရတဲ့ရောက်400ကုန်နဲ့ဟိုစွဲရတာလေနော် နည်းနေရအောင်ဖြစ်တယ်ဒုတိယဝါရီရပေါ့နော်ဒုတိယကျွန်တော်ဒီနေ့ဒုတိယကျတော့ကျွန်တော်ဒီ line ပေါ်မှာကြောင်ညာလို့မရတော့ဇာရင်းတူအဖြတ်ဟိုအဖြတ်မှာအကောင်ပြတ်သွားမှာကျွန်တော်ဟင်းဟင်းလေးတွေနဲ့ကြောင်ညာနေဟင်းလေးတွေဟင်းကိုပဲဆိုတာသုံးလုံးအခွေကိုထုတ်တာပေါ့ဗျနော်အဲကောင်ကဘာပြီးသုံးခွက်နဲ့ထုတ်တာသုံးခွက်နဲ့ထုတ်တာပြီးတော့တကွက်ကောင်းကတော့ဒါတကွက်ကောင်းနဲ့ဒါဘာပွေးနဲ့ပဲထုတ်တာပေါ့ဗျနော်ဒီနေ့ကတော့အဲ့ဒီတကွက်ကောင်းရှေ့တုတ်လိုက်ရတာပေါ့ယူချင်တော့ messenger လေးတွေမှာပြောတာဗျနော်ဒီမှာကျွန်တော် post တင်တဲ့ဒီ comment အောင်မှာမဲ့လို့တော့မရအောင် messenger လေးတွေနဲ့လာပြီးပြောတာအဲ့တော့ခုနကကျွန်တော်ပြခဲ့တဲ့30 ဇလန်းကိုတွားလိုက်ရအောင်နော်330ဇလန်းကိုတွားလိုက်ရအောင်အခုက3ကက်လိုင်းကြီးတစ်ဆိုင်ပဲပြပြီး3ကက်လိုင်းကိုကြည့်ကြည့်နေတငယ်ချင်းတွေအတွက်ပေါ့ဗျာနော်3ကက်လိုင်း3ကက်ဒီတန်ပြသုံးကက်တယ်ဆိုတော့ကျွန်တော်ကနောက်တစ်ချိန်ကိုမျောအောင်ပေါ့ဗျာနော်နောက်တစ်ချိန်မျောအောင်သုံးကက်လိုင်းနဲ့ပြရမယ်ခုနကပြခဲ့တယ်ဟိုပါပေါ့နော်ဒါဟိုဘာနဲ့ပြရမလဲဆိုတော့ဒီအားနဲ့ပြရမယ်ရှုပ်သွားမှာဆိုလို့ပေါ့နော်ဒီနောက်ပေါင်းနောက်ပေါင်းကိုနဲ့ရှေ့ပေါင်းလေးနဲ့ဒီ၃၃ကိုဒီပရိ9နဲ့အားနောက်ပိုင်းနဲ့30 30တက်ခက်ပေါ့နော် နောက်တကနောက်ပေါင်း3နောက်ပေါင်း3နဲ့8ပေါင်း30ဒီ3နောက်တကဒီ break break နဲ့နောက်ပေါင်းနဲ့ဒီ30 30နဲ့เนาะနှစ်ကပ်နောက်တကဒီနောက်ပေါင်း8နောက်ပေါင်း8နဲ့8ပေါင်းကနေ3ပဲเนาะအဲ့ဒါဒီ break နဲ့နောက်ပေါင်းနဲ့ဒီ30 30နဲ့3ကပ်အောင်နဲ့နောက်တကနောက်ပေါင်း8နောက်ပေါင်း8နဲ့8ပေါင်းကနေဒီ3အဲ့တော့ဒီပရိ9နဲ့9နောက်ပိုင်းနဲ့ဒီ30 30နဲ့ဒီက4ခက်တောင်အောင်သွားတယ်ပေါ့ဗျာနော်အဲ့ဒီ30ရိုက်ချင်တဲ့ကျွန်တော်က4ခက်လိုင်းရနေ3ခက်လိုင်းကိုသွားလိုက်ရအောင် သုံးကလိုင်းအောင်လို့တော့တော့သူက၄ကကိုပရင်ကခင်းထားပြီဆိုတော့တော့တကယ်ပြန်တီးမှာပေါ့ဗျာနော်အခုသုံးကလိုင်းနဲ့ရောဆော့လိုက်ရအောင်သုံးကလိုင်းနဲ့ဆော့အောင်ဘယ်လိုဆော့မလဲဘယ်လိုဆော့မလဲဆိုတော့ဒီမှာဒါကမြင်းနေတော်တော်ဆွဲရမှာဖြစ်တယ်ဆိုတော့သုံးကသုံးသုံးကစီလေးဆိုတော့ဗျာနော်စက်ကလေးပဲပြလိုက်တော့ဒီပရိတ်လေးဒီပရိတ်လေးနဲ့ဒီဘက်တစ်နှစ်ကျော်က၉ထစ်ချီနေဟိုသုံးလို့ထည့်တယ်နော်သုံးလို့ထည့်တယ်ခုန30လိုင်းကြီးရောပြန်ဆော့မှာပေါ့ဗျာနော်အဲဆိုရင်ဒီမှာရှိနေတာက၉၅၁ဆိုတာပရိတ်ငါး တရင်ငားနဲ့ဒီဘက်တစ်နှစ်ကျော်က၈ထည့်ကြီးနေဦးလဲပါထည့်လဲသုံးမထည့်သုံးမထည့်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာရှိနေတာကဖလေး6ဖလေး6နဲ့ဒီဘက်တစ်နှစ်ကျော်ကရောပါထည့်ထည့်မယ်သုံးရအောင်လို့ခွန်ထည့်နော်ခွန်ထည့်ထည့်ရမှာသုံးမယ်အဲအဲ့လိုမျိုးသုံးလေးနဲ့သုံး30လိုင်းဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးတက်စီကိုသုံးနဲ့စပြီးဟိုစလိုက်အောင်ဖလေးနဲ့တက်စီနဲ့ဒီသုံးတခြားတော့ကြည့်မှရမယ်ပေါ့နော်သုံးကလိုင်းအောင်ကျွန်တော်ဖလေးနဲ့တက်စီနဲ့ဒီသုံးပဲ ဒီပရိန်းနဲ့ဒီ test နဲ့ဒီသုံးမယ်ပေါ့ဗျာနော်အဲ့လိုသုံးလို့ထည့်လိုက်ပြီဆိုရင်နဲ့နော်ဒီမှာရှိနေတာဒီမှာရှိနေတာက1အဲ့1နဲ့6ထိနေတာ30လို့သူချုပ်ထားတယ်3 30ရိုက်ချက်ဆိုတော့3 30နဲ့ပွဲအပြီးကိုရိုက်မယ်ပေါ့ဗျာနော်6 5ကို30ပြန်ချုပ်ထားတယ်ပေါ့နော်ဒုတိယတကယ်ကလည်းပရိန်းနဲ့ test နဲ့ဒီသုံးလို့ထည့်လိုက်တယ်သုံးလို့ထည့်လိုက်ပြီဆိုရင်အဲ့နှလုံး2နဲ့အဲ့ဒီ6ထိနေတာ30နော်30ပြန်ထည့်ပြီ3 30 လုံး30ရိုက်ချက်ပေါ့ဗျာနော်အဲတတိယတကယ်ကြည့်လိုက်အောင်ဒီပရိနဲ့ထက်စီနဲ့3လုံးထည့်လိုက်ပြီ3လုံးထည့်လိုက်ပြီဆိုတော့ကျွန်တော်ကဒီမှာ30ပြန်ထည့်ရမယ်ဆိုတော့ဒီမှာထည့်လိုက်ကြည့်အောင်၄၉၇၀လို့ပြန်ထည့်ထားတယ်30ပြန်ထည့်ထားတယ်ပေါ့နော်30ဒီရှေ့မှာ၄ကစီဖျက်ကြည့်ရဒီ site အောင်ပိုင်းကျွန်တော်ကနောက်တစ်ချိန်မှာဒီချိန်မှာကျွန်တော်က၄ကစီကိုထပ်တီးရအောင်ပါဖြစ်တယ်ပေါ့နော်အဲတော့3ကစီကိုကျူပြထားတာဖြစ်တယ်3ကစီကထိုးကလည်းဖြစ်နေအောင်ဗျာနော်အဲ့လိုမျိုးလေး30လုံးနဲ့ထည့်လိုက်ပြီဆိုရင်တူကထက်စီကိုအဲ့လိုမျိုးထည့်လိုက်တယ်ပေါ့ဗျာနော်ထက်စီကိုအဲ့လိုထည့်လိုက်ပြီဆိုရင်ခါးကိုတဲ့ဘယ်လိုထည့်လဲ ခါကိုခါကိုတဲ့နော်ဒီမှာရှိနေတာက6ခါဒီ6ခါနဲ့အောက်2ပွဲကြုံမှာရှိတယ်ခွန်ခါနဲ့ကို3လို့ပြန်ထည့်တယ်3လို့ပြန်ထည့်တယ်နော်အဲ့တပွဲကြော်လိုက်မယ်ဒီပွဲကြော်လိုက်မယ်ဆိုရင်ဒီမှာရှိနေတာ4ခါအဲ့ဒီ4ခါနဲ့အောက်2ပွဲကြော်啊5ခါနဲ့ကို3လို့ပြန်ထည့်တယ်ပေါ့ဗျာနော်3လို့ပြန်ထည့်တာဖြစ်တယ်3လို့ပြန်ထည့်တယ်ဒါဆိုရင်ဒီမှာရှိနေတာက5ခါ5ခါနဲ့ကျွန်တော်ဒီမှာအောက်2ပွဲကြော်မှာဘာခါထည့်မလဲ4ခါ ေခါထဲတော့မှာ၃လို့သူပြန်ထည့်မှာဖြစ်တယ်နော်၃၀ရိုက်ချင်တယ်ကိုထည့်တော့မှာဖြစ်တယ်ပေါ့ညာနော်ဒီပရိနဲ့ဒီထက်စီနဲ့ဒီ၃လို့ထည့်လိုက်ပြီဆိုရင်သူအပေါ်နှစ်ပွဲကျော်က6ခါနဲ့အဲ့ဒီသူ့ရဲ့ခါနဲ့ဒီ၃လို့ပြန်ထည့်တယ်တစုံပေါ့ဗျာနော်အဲ့ဒါကဒီပရိနဲ့ထက်စီနဲ့ကို၃လို့ထည့်ရင်သူအပေါ်နှစ်ပွဲကျော်က၄ခါနဲ့အဲ့ဒီ၉ခါနဲ့ကိုလည်း၃လို့ပဲထည့်တယ်အဲ့ဒါဒီပရိနဲ့ထက်စီနဲ့ကို၃လို့ထည့်လိုက်ပြီထည့်လိုက်ပြီဆိုရင်သူ့ရဲ့အပေါ်တစ်ပွဲကျော်က၉ခါနဲ့အဲ့မှာကျွန်တော်၄ခါနဲ့ဒီ၃လို့ပဲသူတစုံလိုက်ထည့်တယ် ဲ့လိုတစုံလို့ထည့်လိုက်တဲ့အချိန်မှာအဲ့ဒီ3နဲ့တစ်စင်းကိုကတ်ချုပ်ထားတာဆိုတော့ဒီ6 9ကိုဒီ10လို့သူချုပ်ထားတယ်ပေါ့နော်အဲ့လို10လို့ချုပ်ထားပြီဆိုရင်ဒီ၄နောက်ပိတ်နဲ့အေးနောက်ပိတ်နဲ့အဲ့ဒီရှေ့ပေါင်းချုပ်နေ10လို့ပဲသူကတစုံလိုက်ပြီးတော့ချုပ်ထားရမှာဖြစ်တယ်နော်အရှာကြည့်ပါဗျာနော်နောက်တကဒုတိယတကန်းနေနဲ့ဒီ9ခုရှိသည်10လို့ထည့်လိုက်ပြီ10လို့ထည့်လိုက်ပြီဆိုရင်သူ့ရဲ့အောင်မြင်ကုန်မှာရှိနေတဲ့3နောက်ပိတ်နဲ့အဲ့ဒီရှေ့ပေါင်းခုနဲ့ဒီ10လို့ပဲသူချုပ်ထားရမယ်နော်3 10ဒီအတွဲလိုက်စုံနေတာဖြစ်တယ်ပေါ့ဗျာနော် အဲ့တော့တတိယတက္ကနီနဲ့ဟာ၄6ခွန်သူ10လို့ထည့်ထားပြီထည့်ထားပြီ ဆိုသူကအောင်မြင်ပုံမှာရှိနေတဲ့6နောက်ပိနေအဲ့ဒီရေပေါင်းတင်နေဒီလုံး10လို့ပဲသူကဝတ်တိချုပ်ထားမှာဖြစ်တယ်သုံး10ရိုက်ချန်တယ်ပဲသူက84ရှိတယ်ကိုအဲ့လိုမျိုးဇုံလိုက်ပေါ့ဗျာနော်ဇုံလိုက်ထည့်ထားလိုက်ပြီဇုံလိုက်ထည့်ထားလိုက်ပြီပေါ့ဗျာနော်အဲ့မှာတဲ့ဒါသုံးကက်စီဆိုတော့ဒါသုံးကက်စီပေါ့ဗျာနော်အဲ့အဲ့တော့အဲ့လိုမျိုးပြောရရှင်းပါတယ်နော်လွယ်လွယ်လေးပဲပြောနေတာဆိုတော့ရှင်းပါတယ်အဲ့လို30ရိုက်ချန်တယ်ရိုက်လိုက်ပြီဆိုရင် အဲ့မှာသူ့ကိုအပြီးချက်လဲရအောင်ကျွန်တော်ကဘယ်လိုရိုက်မလဲဆိုတော့ဒီပရိန်းနဲ့ဒီထက်စီနဲ့ဒီသုံးပြီเนาะအဲ့လိုသုံးလို့ထည့်လိုက်ပြီဆိုရင်ဒီ6ခါးနဲ့9ခါးနဲ့ဒီသုံးပြီအဲ့လိုသုံးပြီဆိုရင်တရားကြည့်เนาะဒီမှာရှေးပေါင်း6ရှေးပေါင်း6နဲ့ကွာ9နဲ့ဒီရှေးပေါင်း6နဲ့ဒီကွာ9နဲ့ဒီသုံးရမယ်ကွက်တိပြန်သုံးရမယ်သုံးရမယ်တပေါက်လေးရိုက်ပါပြီเนาะ30ရိုက်ချင်တယ်တပေါက်လေးရိုက်ရမှာဖြစ်တယ်ဒုတိယတစ်ခါဒီပရိန်း9နဲ့8ထိနဲ့ဒီသုံးလိုက်ပြီအဲ့လိုသုံးပြီဆိုအပေါ်2ပွဲကျော်မှာရှိတယ် ၄ခါနဲ့အဲ့၉ခါနဲ့ဒီသုံးပြီအဲ့လိုသုံးလိုက်ပြီဆိုရင်ဒီရှေပေါင်း9နဲ့9ချုံနဲ့ဒီသုံးရမယ်သုံးလို့ထည့်ရမယ်တပေါက်လေးပဲရိုက်တယ်နော်တပေါက်လေးပဲရိုက်တယ်ရှေပေါင်း9နဲ့9ချုံနဲ့ဒီသုံးတာပဲနော်အဲ့အချိန်မှာတတိယတကယ်နေနဲ့ဗရိတ်6နဲ့9ထည့်နဲ့ဒီသုံးလိုက်ပြီနော်ခိုင်းရလောက်လာပြီပေါ့နော်ဒီဗရိတ်နဲ့ထည့်စီနဲ့သုံးလိုက်ပြီဆိုတော့အပေါ်နှစ်ပွဲကျော်ကခါနဲ့ဒီခါနဲ့ဒီသုံးတယ်အဲ့လိုသုံးပြီဆိုရင် သူ့ရဲ့ရှေးပေါင်းဒီတရှေးပေါင်းတင်းနဲ့ကွားနှစ်နဲ့ကိုတုံးရမယ်ရှေးပေါင်းတင်းနဲ့ကွားနှစ်နဲ့ကွားနှစ်ဖြစ်ဖို့ကျွန်တော်က9ထည့်ရမယ်3ရဲ့အတန်နဲ့ကျွန်တော်တို့ကခွန်လေးငေါ့ကိုတစ်ပုံနဲ့ဖြုတ်လိုက်ပြီအဲ့လိုပြီးတဲ့ပြင်မှာဒီ6ထိတ်နဲ့ဒီပရိတ်၄နဲ့ဒီတုံးပါပြီနော်ဒီ6ထိတ်နဲ့ဒီပရိတ်9နဲ့ကလည်းတုံးပါတာနော်ဒီ9ထိတ်နဲ့ဒီပရိတ်6နဲ့ကလည်းတုံးပါတာပဲတုံးရိုက်ချက်၄ချက်နဲ့သူကဒဲကိုတစ်ပုံနဲ့ဖြုတ်တာနော်တက်စီကားနောက်ပိတ်ပရိတ်ဆိုပြီးသူတစ်ပုံနဲ့ဖြုတ်သွားတာဖြစ်တယ်တုံးရိုက်ချက်နဲ့အဲတုံးပြင်ကသူက10နဲ့လိုက်ချုပ်ထားသေးတယ်ပေါ့နော် နော်။သုံးပြင်ကျွန်တော်တို့က30လိုင်းနဲ့ချုပ်ထားသေးတယ်။ဒီ6 5ကိုဒီ30ထည့်ထားတယ်။30ထည့်ပြီဆိုရင်ဒီ6နောက်ပိုင်းနဲ့ရှေ့ပေါင်း6နဲ့ဒီ30ထည့်တယ်။အဲ့တော့30ထည့်လိုက်တယ်လို့ပဲ။6 5နှစ်ဆိုတဲ့3နဲ့9ခုနဲ့ကို30လို့ထည့်ပြီးတဘောလေးဖြစ်သွားတယ်။အဲ့မဝင်လာတဲ့6နောက်ပိုင်းကဒီက6ထည့်နဲ့နောက်ပေါင်း6နဲ့ဒီ30လို့ထည့်သွားတာဖြစ်တယ်။34ချက်နဲ့လည်းကိုယ့်ဟိုရှင်တဘောလေးဖြုတ်တယ်နော်။ဒုတိယတစ်ဆိုင်9ခု8ကို30လို့ထည့်လိုက်ပြီ။38ကို30လို့ထည့်လိုက်ပြီ။အဲ့တော့30လို့ထည့်လိုက်တယ်လို့ပဲ။ခုနကပုံစံတိုင်းပဲဒီ3လို့4နဲ့ လိုင်းကလုတ်လာပြီနော်စိုက်ကလေးကကောင်းနေတဲ့အချိန်မှာလိုင်းကလုတ်လာပြီရှယ်ဖြစ်နေပြီဒီ9ခွန်ရှစ်ဒီ10လို့ထည့်လိုက်ပြီ38ကိုဒီ10လို့ထည့်လိုက်ပြီခုနကပုံစံတိုင်းပဲဒီ3လုံး4နဲ့ဂွား6နဲ့10လို့ထည့်လိုက်ပြီ10လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပြီးဝင်လာတဲ့ရှင်းနောက်ပြီးကိုလည်းဒီ6ထိပ်စီနဲ့ဒီ9004နဲ့ကို10လို့ပဲထည့်တယ်14ချက်နဲ့ကိုလည်းရှိကိုနောက်ရောက်ကက်ကိုသွားလိုက်အောင်ရောက်ကက်ကဒီ4 9ခွန်ဒီ10လို့ရိုက်လိုက်ပြီ9ခွန်4ကို10လို့ရိုက်လိုက်ပြီအဲ့လိုရိုက်ပြီဆိုရင် ဟိုကဘောကပုံစံနဲ့ဒီ၃လုံး၈နဲ့ကွာနှစ်နဲ့ကိုလည်း၁၀လို့ပဲကွက်တီရိုက်ထားတယ်လို့ပဲဒီ၃ညထိပ်စီနဲ့နောက်ထပ်နှလုံး၁၀နဲ့၁၀လို့ပဲရိုက်ထားတယ်၁၄ချင်းနဲ့လည်းခွန်လေးငါ့ကိုဒီတပုတ်လေးဖြုတ်ထားတာဖြစ်တယ်နော်အဲ့လိုခွန်၁၀လမ်းကြောင်းနဲ့ပဲကျွန်တော်ကအဲ့ဘောက်အေး၃၁၀နော်၃၁၀ရိုက်ချက်နဲ့ကိုဒဲဘောက်ကိုဖြုတ်ထားတာဖြစ်တယ်ဒီစိုက်ကတကယ်ကောင်းတဲ့စိုက်နော်တုံးကက်တဲ့ရောနှောက်တက်ကက်ထက်စားအောင်သူကစိုက်က၄ပြင်မြောက်အဲ့မှာအဲ့မှာဝင်အဲ့မှာကြည့်လိုက်မယ်နော်၃၁၀ချုပ်ထားတဲ့ထိပ်စီတွေကိုကြည့်လိုက်မယ်၉ထိပ်၈ထိပ် ခွန်ထိတ်ဆိုတော့အော်တိုကြာနေတယ်နော်ဒီ၉ထိတ်ကဘာလို့ကြာလဲကြာမှာပေါ့ဒီမှာရှိနေတာက၅ခါဟုတ်ဗျာနော်ဒီ၅ခါဒီ၅ခါကိုသူကထည့်ကျင်တဲ့အတွက်အေးဟွာဖြည့်ကျင်တဲ့အတွက်နော်ဒီ၉ထိတ်ကိုထည့်ပါလားအဲ့၅ခါကဒီနှလုံး၅လို့သူထည့်လိုက်တယ်အဲ့လို၅လို့ထည့်လိုက်တာနောက်ပေါင်း၅လို့အော်တိုထည့်ပေးပြီးတော့အဲ့လိုဖြုတ်ရတာဖြစ်တယ်နော်၉ထိတ်ပြီး၈ထိတ်၈ထိတ်ကိုလည်းဘာလို့ထည့်သွားလဲဆိုဒီမှာရှိနေတာခွန်ခါအဲ့ဒီခွန်ခါကိုဒီလိုခွန်ထည့်ကျင်လို့အဲ့လိုခုံလို့ထည့်ကျင်တဲ့အတွက်၈ထိတ်ကိုထည့်တာအဲ့လိုခုံထည့်လိုက်ပြီဆိုရင်လည်းဒီမှာနောက်ပေါင်းခုံလို့သူထည့်လိုက်ပြီးဖြုတ်သွားတာပဲဖြစ်တယ်နော်အဲ့ဒါကဒီမှာခုံထည့်ထည့်ကျင်နေဆိုရင်ဒီမှာရှိနေတာ၉ခါ အဲ့ဒီကိုးခါကိုထည့်ဩတေချာ share ပြမယ်ဆိုမှ line ကိုထည့်နော်ဒီကိုးခါကိုဖြည့်ရှင်းတဲ့အတွက်ဒီ content ကိုထည့်အဲ့ဒီကိုးခါကိုဒီနှလုံးကိုးထည့်ခြင်းတာထည့်စင်းနှလုံးကိုးထည့်ခြင်းတာအဲ့လိုထည့်စင်းနှလုံးကိုးထည့်မှာနောက်ပေါင်းကိုးဆိုတော့ auto ဖြုတ်လိုက်တာအဲ့လိုမျိုးဖြုတ်လိုက်တာဖြစ်တယ်နော်အားကုန်ကိုရိုက်ချက်ကိုသူဖြည့်ရှင်းတဲ့အတွက်ကိုးရှိကုန်ထည့်ပါတယ်ဒီငါးကိုပဲထည့်စင်းနှလုံး၅ထည့်ပြီးနောက်ပေါင်း၅လို့ထည့်ပါတယ်ကွက်တီနော်ဒီခွန်ကိုလည်းဒီထည့်စင်းနှလုံးခွန်လို့ထည့်ပြီးနောက်ပေါင်းခွန်နဲ့ထည့်ပါတယ် ီကိုကိုလည်းထိတ်ရှင်းနှလုံးကိုလို့ထည့်နောက်ပေါင်းကိုနဲ့ထည့်သွားတာဒီကနန်းကိုကျွန်တော်တို့က30ရိုက်ချင်တယ်ဖြီးထားတာဖြစ်တယ်နော်အဲ့ဒါကိုအဲ့လိုမျိုးလေးထည့်သွားတာဖြစ်တယ်အဲ့လိုမျိုးလေးထည့်သွားတာရှိသေးတယ်ပေါ့နော်အများကြီးရှိသေးတယ်ဒါမှလည်းရှုပ်ထွေးနေကဲနောက်တစ်ချက်လောက်ထပ်ပြလိုက်ဟောလိုင်းရလဲနော်ရှယ်ပြမယ်ဆိုမှဒါလောက်ဆိုပြည့်စုံနေပါပြီဗျာနော်ဒါမဲ့တစ်မျိုးလောက်တော့ပြခဲ့ပါဦးထပ်ပြီးတော့ဒီမှာဒီ9ခါရဲ့အဲ့9နောက်ပဲရဲ့9ထည့်9 9ကိုဘာထည့်လဲ9လို့ထည့်တယ်နော်9လို့ထည့်တယ်နောက်တစ်ခါ ခွန်ခါရဲ့၄နောက်ပဲရဲ့၈ထည့်ရဲ့ကိုအားထည့်လဲ၉လို့ထည့်တယ်။နောက်တစ်ကားကိုးခါရဲ့၃ထည့်နောက်ပဲရဲ့ခွန်ထည့်ရဲ့ကိုအားထည့်လဲ၉လို့တစ်လုံးနဲ့ထည့်ပါရဲ့နော်။အဲ့ဒီ၉လို့ထည့်လိုက်ပြီဆိုရင်အဲ့လိုမျိုးပေါ့နော်။ဒီ၅၅၉၉လို့ထည့်လိုက်ဒီမှာရှင်းအောင်ကြည့်ပါဗျာနော်။ဒီမှာဇောင်းက2။အဲ့ဒီဇောင်း2နဲ့ခွန်ခါနဲ့ကို၉လို့သူပြန်ထည့်တာနော်။ဒီမှာဇောင်း30။ဇောင်း30နဲ့ဒီကိုးခါနဲ့ကို၉လို့သူပြန်ထည့်သွားတာနော်။ဒီမှာဇောင်း5ဇောင်း5နဲ့၄ခါနဲ့6လို့ပဲသူပြန်ထည့်သွားတာဖြစ်တယ်နော်။ ဲ့ဒီကိုးလို့ထည့်တဲ့ပြင်ကိုဒီမှာရှိတဲ့9နောက်ပိတ်နဲ့ဒီပရေလေးနဲ့ကိုးလို့ပဲထည့်တာကိုးရက်ချက်3ချက်နဲ့တပုတ်လေးဖြုတ်သွားတာဒီမှာ4နောက်ပိတ်နဲ့ဒီပရေ9နော်ဗရေးနဲ့ပတ်သွားတပုတ်ရောက်4နောက်ပိတ်နဲ့ပရေ9နဲ့ကိုးလို့ရိုက်သွားတာဒီမှာရှိနေတာ3နောက်ပိတ်အဲ့ဒီ3နောက်ပိတ်နဲ့ဒီပရေချုံနဲ့ကိုးလို့ပဲရိုက်သွားတာဖြစ်တယ်နော်ကိုး3ချက်ကိုးတစုံနဲ့လည်းဒီကောင်ကဂရီကွန်လင်းကောင်ကိုပဲဖြုတ်ချလိုက်တာဖြစ်တယ်အဲ့တော့ဒီဆိုင်ကလည်းတကယ်ကောင်းတဲ့ဆိုင်ပေါ့နော်3ချက်ဆိုင်ပဲဆိုပေမဲ့အုံးကပြေစုံနေပေါ့နော်လင်းကကြိုင်ထိုးတာ၃ကက်မှာတော့ရှယ်ပဲနော်၃ကက်ကတော့ဩ အဲ့တော့တေးချာအောင်မပြရဘူးနော်အဲ့တော့အခုပြပါလား331အားလေးလေးနော်ဘူအားကုန်လေးဟောတော်တော်ဆေးပြုတ်ကုန်လေးလိုက်မယ်ပြနော်ဒါပေါက်ကနန်းလည်းရပါပြီပေါ့နော်ဒီမှာ331အားလေးလေးခုကုန်လေးငါနော်ဒီမှာ3ကွက်လုံးကုန်ကောင်းတယ်နော်